အရင်တည်းကလည်းသူကလည်းအချစ်တက်တဲ့နှလုံးသားပိုင်ရှင်ပါပဲဆိုတော့ကကြတော့အခုဒီဟာကတော့သူဟိုအိမ်အောင်ပြုတယ်ဆိုတဲ့အရာတခုကကြတော့လေကိုယ့်ရဲ့စိတ်ဆုံးပြည့်ချက်ခိုင်းပါတယ်ဒါဒီလူတယောက်ကိုမျက်နှိုးတယ်ချစ်ခင်တယ်ဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပြီဆိုတဲ့ကနှစ်ယောက်ကစိတ်ကတထက်တယ်ကြသွားတယ်လို့ကျွန်တော်တို့ဒါယူဆတယ်ဒီအတွက်ကြောင့်လည်းဒါဘေးကသူတို့အစားပျော်ရွှင်မိတယ်မင်္ဂလာပွဲလေးကိုလည်းခံခံနာနာနဲ့ ပြုတ်လုပြီးတယ်တယောက်နဲ့တယောက်နဲ့ကလည်းဒါ surprise တွေ surprise တွေအများကြီးအာစိတ်ပါလက်ပါနဲ့တယောက်တယောက်နဲ့မျက်မျက်နှာနှာရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းလဲဝမ်းသာပါတယ်ဟုတ်အာကျွန်တော်တော့အားကြရတယ်တော့ပါလားဆိုတော့ပါပါတယ်ဒါမဲ့လည်းခုနပြောသလိုအိမ်နောက်တစ်ခုထူထောင်တယ်ဆိုတာကလည်းအာအိမ်နောက်တစ်ခုထူထောင်လို့ရတဲ့အရာကခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးဖြတ်ချက်ချပြီးတော့ ဒါအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်တော်ပြုတ်လာတာကောင်းတာပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်မှအဲ့လိုအိမ်တော်ပြုတ်ဖို့အတွက်အာစိတ်ဆန္ဒပဲရှိပေမဲ့လည်းဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှပြည့်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ့်အပိုင်းတွေရှိပါသေးတယ်ပြည့်ပြည့်စုံစုံနဲ့ကိုချစ်တဲ့မိန်းကလေးတယောက်ကိုတင်နှောင်းတင်းနဲ့လက်ထပ်ယူပြီးတော့ခံခံနာနာပဲဖြစ်စေခြင်းတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ကျတော့ကျွန်တော်ချိန်တင်ပေါ့လက်ထပ်မှာပါအဲဒီကြားထဲမှာတော့ 調査အမယ့်အပိုင်းကြီးအများကြီးရှိသေးတယ်